2065ရွေးကောက်ပွဲကနေပြည်သူတွေရွေးချယ်တင်မြှောက်တဲ့အစိုးရသက်တက်လာတော့မယ့်အချိန်မှာចောင်းသားတွေကတော့တိုင်းပြည်အတွက်ရလတ်ကောင်းတွေအများကြီးဖြစ်လာဖို့မျှော်လင့်နေကြပါပြီ။အမှုရင်ဆိုင်နေရာဆဲဖြစ်တဲ့ចောင်းသားတွေဟာအစိုးရသက်ရဲ့၅နှစ်သက်တမ်းတွင်တရားစီရင်ရေးပါဝင်တိုးတက်ပြောင်းလဲမှုတွေဖြစ်လာမယ်လို့မျှော်လင့်နေကြပါတယ်။အစိုးရသက်နဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့လဲတောင်းတနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ဒီအစိုးရပေါ်မှာအကောင့်မျှော်လင့်ထားတာတွေအများကြီးရှိတယ်။ဒီပညာရေးကဏ္ဍနဲ့ပူးပေါင်းဆောင်ရွက် လို့ရမယ်လို့နေနေထင်တယ်နောက်တစ်ခုကဒီတရားရဲတရားစီရင်စနစ်နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့လွတ်တော်မှာလည်းအကြံပေးသွားတာရှိတယ်။ဒီတရားရုံး process ကိုပို့ပြီးတော့အဂရိလိုက်စားမှုကင်အောင်ပို့ပြီးတော့ပွင့်လင်းမြင်သာမှုရှိအောင်ပြီးတော့ဒီအုပ်ချုပ်ရေးပိုင်းကမလွှမ်းမိုးအောင်လို့ပြီးခဲ့တဲ့လွတ်တော်ကဒီလာမယ့်လွတ်တော်ကိုအကြံပေးသွားတာရှိရပေါ့။အဲအဲဥစ္စာတွေကိုပြန်ပြီးတော့ဟိုထောက်ချင်းကြည့်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ဒီခန္ဓာပေါင်းစုံမှာနောက်ကျနေတာတွေပါပြုရင်ပြောင်းလဲနိုင်မယ်ဒီ၅နှစ်အတွင်းအဲ့လိုမမြင်မြင်နဲ့လာတဲ့၅နှစ်တာကာလအတွင်းတော့ဟိုချက်ချင်းလှုပ်လို့ရတဲ့ကိစ္စကိုချက်ချင်းလှုပ်ပြီးတော့ဟိုပလန်ချပြီးလှုပ်လို့ရတဲ့ဟာမှာလည်းចောင်းသားရင်းနဲ့လည်းပူပေါင်းဆောင်ရွက်ဖို့လိုပါတယ်ကျွန်တော်လည်းပူပေါင်းဆောင်ရွက်ခြင်းနဲ့ဆိုရနဲ့ဒီတစ်ခေါက်ရုံချိန်မှာចောင်းသားတပိတ်အတွင်းရဲတွေအင်အားသုံးဖြိုခွင်းခဲ့တာတွေဖမ်းဆီးချိန်မှာဖမ်းဝင်ရမပါတာတွေနဲ့ပတ်သက်ပြီးအဓိကစစ်ဆေးခဲ့တာဖြစ်ပါတယ် ဒီနေ့စစ်တာကတော့ဒီချင်းဖြစ်စင်နဲ့ပတ်သက်ပြီးတော့ဂျဲတွေကအင်အားသုံးပြီးဖြုတ်ခွင်းခဲ့တယ်။အဲ့ဒီအတွက်လည်းလက်ရှိမှာလည်းပဲចောင်းသားတွေကအကုန်လုံးဆေးရုံတက်နေရတယ်၊ကုသနေရတယ်။အဲ့ဒီအချက်တွေပေါ့နော်။ဒီကျင်းထုံးပုံမှန်120 128မှာဆိုရင်တော့ဒီကျင်ညာချက်ထုံးမဲ့သူကိုတရားသူကြီးကိုရှေ့ဆုံးမှာထားထားတယ်။အဲဒါပေမဲ့လို့ဒီတပိတ်ဖြုတ်ခွင်းတဲ့အချိန်မှာတော့ဒီတရားသူကြီးကခေါ်ထားပဲနဲ့အုပ်ချုပ်ရေးမှုတုံထားတဲ့အကြောင်းလေး။စားစားဖဲနဲ့ ဲ့အချိန်ကဝင်ရမ်းမပါဘူးအဲ့ဒီအကြောင်းလေးရောဒီစစ်တာတော့အများကြီးပါပဲစစ်ထားတာတွေကတော့လေကျောင်းသားတွေဟာအစိုးရသိရဲ့ပြောင်းလဲမှုနဲ့အတူလိုက်ပါခြင်းကြတာမှန်ပေမဲ့သူတို့အားထုတ်တောင်းဆိုခဲ့တဲ့ဒီမိုကရေစီပညာရေးအတွက်တော့မရမချင်းဆက်လက်လှုပ်ဆောင်သွားဖို့ရှိနေကြပါတယ် ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ကကျွန်တော်တို့အခုအလတ်တလောကျွန်တော်တို့ရဲ့မူလအခုကျင်းဆောင်နေရောက်လာတဲ့ကျွန်တော်တို့မူလရည်ရွယ်ချက်ကိုကပညာရေးပြည်ပြောင်းလဲဖို့ဖြစ်ပါတယ်။ပညာရေးပြည်ပြောင်းလဲရဲ့အတွက်ကျွန်တော်တို့လှုပ်ဆောင်ချက်တွေကတော့ကျွန်တော်တို့လူလာတဲ့အချက်ဆက်ချက်တွေပေါ်မှာမူတည်ရဲ့ပညာရေးဥပဒေချမ်းပြဋ္ဌာန်းခွင့်မရမချင်ကျွန်တော်တို့ဒီကျွန်တော်လှုပ်ရှားမှုတွေကတော့ရပ်တန့်မှာမဟုတ်ဘူး။တက်လာမဲ့အစိုးရအသစ်ကတော့တည်ကြတယ်ဒီမိုကရေစီကိုလိုလားတဲ့အစိုးရအသစ်ဖြစ်တယ်။အဲ့တော့ဒီမိုကရေစီပညာရေးကိုအခြေတည်ရဲ့ပညာရေးမျိုးကိုပြည်ပြည်ပြောင်းလဲမှုကိုလှုပ်ပေးလိမ့်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်ပါတယ်။အပြည့်ဝရတာမရတာတော့ကျွန်တော်တို့လည်းဒါတည်ချာတော့မသိသေးဘူး။ဟို န်ဒီရဲ့ပြိုင်ဆိုင်မူဝါဒနဲ့ကျမတို့ရဲ့ပြိုင်ဆိုင်မူဝါဒခြားထဲမှာလည်းအထိုက်လျောက်ကွာဟမှုလေးတွေရှိနေတယ်အဲ့တော့ဒီလိုမျိုးကောင်းမွန်တဲ့မူဝါဒပေါ်မှာအခြေခံပြီးတော့နောက်ပိုင်းမှာကျတို့အခြေခံအချက်လက်တွေညှိနှိုင်းလို့လောလောဆယ်မညှိနှိုင်းလို့မရသေးတဲ့ဟာတွေကိုဆက်လက်ပြီးတော့ညှိနှိုင်းသွားဖို့လိုအပ်တယ်လို့ကျမမြင်ပါတယ်